မင်္ဂလာပါရှင်မန္တလေးကတက် channel နဲ့ပြန်လည်ကြွဆိုလိုက်ပါရှင်ကျမတို့ channel ကလေးနောက်ဆိုရင်တရိုင်းများကိုစားတင်ဆက်ပေးတော့မှာဖြစ်ပါရရှင် NUG ကိုနိုင်ငံတကာကတရားဝင်အတိမတ်ပြုဖို့ရှိနေပြီးခိုင်မာတောက်တဲ့အစိုးရဖြစ်လာတော့မယ်လို့ဒေါ်စင်မအောင်ကပြောဆိုလိုက်ကြောင်းသိရပါတယ်ချက်သမရနိုင်ငံအရှေ့တီမောနိုင်ငံအပါအဝင်ကိုရီးယားဂျပန်နဲ့အမေရိကန်နဲ့အနောက်ဥရောပနိုင်ငံတွေကအတိမတ်ပြုကြောင်းသိရပါတယ် data twin ASEAN တရုတ်နဲ့အိန္ဒိယကလည်း NUG ပဲသဘောထားပြောင်းလာနေတယ်လို့သုံးသပ်တွေ့လည်းရှိလို့နေခဲ့လည်းဖြစ်ပါတယ် NUG ီဟာနိုင်ငံတော်ဆက်ဆံရေးမှာစုစုကိုအသာစင်ရရှိဖို့အငြင်းစူးစမ်းနေရပြီးအခုအခါမှာအတိအပွင့်ခံစားရပြီးဖြစ်ကောင်းစုစုကိုဖျောက်ချပြီးသူတို့ပဲမြန်မာပြည်သူတွေကိုကိုယ်အစားပြုတဲ့အစိုးရဖြစ်ကြောင်းမှာဖြစ်ကြောင်းကြုံဝါထားကြောင်းသိရှိရပါတယ်နိုင်ငံတော်ကိုတော်နိုင်ရေး လက်ပတ်သွားလာနေပြီး energy အစိုးရကို၆ခန့်ကစေးအကူအညီပေးဖို့အစဉ်တစိုက်တောင်းဆိုနေတဲ့ဝန်ကြီးဒေါ်စင်မောင်ရဲ့ဆန္ဒပြစ်သွားပြီလို့လည်းသိရပါတယ်။ဘာမန် HIR အမေရိကန်အစိုးရကနေအကူအညီပေးမဲ့စည်ရည်နဲ့ဤပညာလူတားချက်ဆန္ဒ၆ထောင်ဖို့ဆိုင်ရာအကူအညီတွေကိုပြပြတသားပေးအပ်ကြဖို့အမေရိကန်အထက်လွှတ်တော်ကအတည်ပြုပြီးနောက်ပေဒူဂန်စစ်ဌာနချုပ်ကနေအကောင့်အထက်ဖို့ဖို့ဆိုဖြန့်လိုက်ပြီလို့သိရပါတယ်။တရိန်တွေရအမေရိကန်စစ်အခြေစိုက်စခန်းဟာဝိုင်အီမှာ energy ဝန်ကြီးဒေါ်စင်မောင်ဟာအမေရိကန်စစ်ဘုတ်ချုပ်တွေကိုမျှခွန်ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။ အခုကမှဆိုနိုင်ငံသားရေးဝန်ကြီးဒေါ်စင်မအောင်နဲ့ဥရောပသမဂ္ဂနိုင်ငံသားရေးတို့အထွတ်ထွေအတွေ့အကြုံတို့တွေ့ဆုံပြီးလက်ရှိမြန်မာနိုင်ငံရေးအခြေအနေများကိုလည်းဆွေးနွေးခဲ့ချက်ကြောင့်သိရှိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံသားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါ်စင်မအောင်နဲ့ဥရောပသမဂ္ဂနိုင်ငံသားရေးရာတို့အထွတ်ထွေအတွေ့အကြုံတို့ တွေ့ဆုံခဲ့ပြီးလက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေများကိုဆွေးနွေးခဲ့ကြတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ချက်ဖြစ်ပါရယ်တွေ့ဆုံပွဲမှာဆိုရင်တော့ပြည်တော်စုဝန်ကြီးတော်စင်မအောင်ကလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့အခြေအနေများလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့တာဖြစ်ပါရယ်ဥရောပသမဂ္ဂနိုင်ငံရေးရာထူးအထွေထွေတွင်ရင်မှုကဥရောပသမဂ္ဂအနေဖြင့်လွတ်လပ်မှုနဲ့ဒီမိုကရေစီရရှိအတွဲမစုံမနစ်ကြိုးပမ်းနေကြတဲ့မြန်မာပြည်သူတွေနဲ့အတူတသားသည်ရှင်နေကြောင်းတရားမျှတမှုနဲ့အငြင်းချိန်အတွဲအထူးတကွာကြိုးပမ်းဆောင်ရွက်ရရှိနေကြောင်းဆွေးနွေးပြောကြားခဲ့တာဖြစ်ပါ ါရယ်ဆက်လက်ပြီးတော့စစ်ဘေးကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာပြည်သူများကိုနိုင်ငံတကာကမြေမထားချင်ရင်နဲ့ပြည်မထားချင်ရင်ပုံရဟန်းမင်းကြီးလီယိုကမြစ်တရရခံထားရတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးမှဖြစ်ပါရယ်ရှင် ပြည်တွင်းစစ်ဘေးကြောင့်အထူးဒုက္ခရောက်နေရတဲ့မြန်မာပြည်သူများကိုနိုင်ငံတကာမေးမထားချင်တဲ့ပြည်မထားချင်ပွင့်ဟမင်းကြီးလီယိုကမိကြမြစ်တရားခံလိုက်တဲ့ဖြစ်ပါရယ်ရှမန်နေ့နိုဝင်ဘာလ9ရက်နေ့စိတ်ပိတိုင်းရင်ပြင်တွင်ပြုလုပ်ခဲ့တဲ့အပတ်စဉ်စုတောင်းပွဲတွင်ပွင့်ဟမင်းကြီးလီယိုကအထက်ပါအတိုင်းမိကြမြစ်တရားခံခဲ့ခြင်းဖြစ်ပါရယ်နိုင်ငံတကာအတိုင်းဝန်အနေဖြင့်ပြည်တွင်းစစ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များကြောင့်ဒုက္ခရောက်နေရတဲ့မြန်မာနိုင်ငံသားများကိုမစွန့်ပြစ်ရန်နဲ့မေးမထားချင်အကူအညီများပေးချင်တဲ့စုတောင်းပေးချင်တဲ့ကောင်ကမြစ်တရားခံတက်တွန်းခဲ့တာဖြစ်ပါရ ရယ်။ကမ္ဘာဒေသအသီးသီးမှာလက်လက်ကန်ပရိပခါတွေကြောင့်ဒုက္ခရောက်နေရသူတွေအတွက်စွတ်တောင်းပေးဖို့ကျွန်တော်လည်းအထူးပါဝင်ဖို့ဖိတ်ခေါ်လိုပါရယ်။ကျွန်ုပ်အနေနဲ့မြန်မာနိုင်ငံအကြောင်းအထူးစဉ်းစားနေပြီးနိုင်ငံကအတိုင်းဝန်အနေနဲ့မြန်မာပြည်သူတွေကိုမမေ့ဖို့နဲ့လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်အကူအညီတွေပေးအပ်ချက်ဖို့တတ်ကြမှာရယ်လို့ဘုံဟန်မင်းကြီးကဟောပြစွတ်တောင်းပေးတက်ရောက်လာသူဖျားဖို့၆ပေါင်းများစွာရဲ့ရှေ့တွေပေးကြခဲ့တာဖြစ်ပါရယ်။ နိုင်ငံကပြည်ပခါများအတင်းကျပ်နေရာရွှေ့ပြောင်းခြင်းခံရခြင်းနဲ့အခြေအနေအရင်းမြစ်များချွတ်တဲ့ခြင်းတို့ကြောင့်ဆက်လက်ဒုက္ခခံစားနေရတဲ့မြန်မာပြည်သူများအတွက်နေရောကစူရင်ပူပန်နေကြောင်းထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါရယ်ကုလသမဂ္ဂရဲ့ခံမှန်းချက်အရမြန်မာနိုင်ငံရဲ့အခြေအနေကကပ်ဘေးကြီးအဆင့်သို့ရောက်ရှိနေပြီး2025ခုနှစ်တွင်လူပေါင်း20တန်းနီးပါးအကူအညီလိုအပ်မှဖြစ်ကြောင်းပြည်သူ3.5သန်းခန့်ကြီးပြည်တွင်း၌အိုမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီးအများစုမှာမတိမငြိမ်ဖြစ်နေတဲ့အခြေအနေများတွင်နေထိုင်ကြရကြောင်းသိရပါရယ် ယခုနေ့မတ်စတာတွင်ငရေလောက်ခံမှုကဲ့သို့သောတပ်ပွားဗီယန်ဒီယာများနဲ့နိုင်ငံကရန်ပုံငွေအကန့်အသတ်ရှိခြင်းကြောင့်မြန်မာပြည်သူများရဲ့အခြေအနေမှာပုံမှုဆွေးရလာခဲ့ကြောင်းသိရပါတယ်။ ပေါ်ရဟမင်းကြီးရဲ့မြန်မာနိုင်ငံအတွက်ဆူတောင်းချက်များခြင်းကပအဆိုးရွားဆိုလူသားချက်ဆန္ဒချောက်ချမှုအချက်တများချက်မှာတစ်ခုကိုရင်ဆိုင်နေရချက်တွေပေါ်ပေါက်လာခဲ့တာဖြစ်ပါရယ်ဒီမိုကရေစီနီးကြရွေးကောက်တင်မြှောက်ခံထားတဲ့အဆိုးရွားကိုဖျောက်ချခဲ့တဲ့အာဏာသိမ်းမှုဖြင့်စစ်တပ်ကအာဏာသိမ်းပြီး၅နှစ်နီးပါးအကြာတွင်ပြည်တွင်းပဋိပက္ခကြောင့်လူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပြီဖြစ်ပါရယ်၂021ခုနှစ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တဲ့လူထုဆန္ဒပြပွဲများကိုစစ်တပ်ကအကြမ်းဖက်နှိမ်နှင်တဖြင့်လက်နက်ကိုင်ကြော်ရင်ပေါ်ပေါက်လာကစစ်တပ်ကိုတိုင်းရင်တကဒီမိုကရေစီလို ားနေတဲ့ပြည်သူများနဲ့လက်ကမ်းတိုက်ခိုက်နေကြကြောင်းလည်းသိရပါတယ်။ဆက်လိုက်ပြီးတော့စကောက်စီရွေးကောက်ပွဲကိုနယူးဇီလန်အစိုးရကလက်မခံကြောင်းထုတ်ပြန်ဖို့လွှတ်တော်ကဆုံးဖြတ်လိုက်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးမှဖြစ်ပါရယ်။ နယူးဇီလန်အစိုးရကစကောက်စီရွှေကောက်ဘက်ကိုလက်မခံကြောင်းထုတ်ပြန်ပေးဖို့အဆိုကိုလွတ်တော်ကကန့်ကွက်သူမရှိအတည်ပြုခဲ့ပြီးဖြစ်ပါရယ်။နိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့တဲ့နယူးဇီလန်လွတ်တော်မှာမြန်မာစစ်ကောင်စီရဲ့ရွှေကောက်ဘက်ကလွတ်လပ်ပြီးတရားများတတ်မှာမဟုတ်တာကြောင်းနယူးဇီလန်အစိုးရအနေနဲ့အတည်ရွှေကောက်ဘက်ကိုအတည်မှမပြုလက်မခံတဲ့ကြောင်းအဆိုကလွတ်တော်တက်ရောက်လာခဲ့တဲ့အမတ်များအားလုံးကထောက်ခံအတည်ပြုခဲ့တာဖြစ်ပါရယ်။အဲ့ဒီအဆိုကို၄ပါးပါတီက ဖီတိုင်ဖိုကတင်တွင်ခဲ့ပြီး Green Party ကဒေနူတူအိုနိုကထောက်ခံခဲ့ပြီးနယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Winston Peta ကလည်းအလုံးပေါင်းဝင်တဲ့စစ်မှတ်တဲ့ Democracy စနစ်ကိုအလိုရှိတဲ့မြန်မာပြည်သူတွေနဲ့အတူဆက်လက်ရပ်တည်ကြောင်းပြောကြားခဲ့တာဖြစ်ပါရယ် Labor Party ကဖီတိုင်ဖိုကဆွေးနွေးတာမှာဆင်ရဆိုတာမရောက်နိုင်ဟာပြီးကိုပြည်သူတွေကိုဘုံကျက်တက်ဖြတ်တာကလေးငယ်တွေအပောင်ဝင်စားတဲ့ကြောင်းတွေဆေးရုံတွေကိုပါမချောင်းဘုံကျက်တက်ဖြတ်နေတာ နေရကုန်မီရှုနေတာပြည်သူပေါင်း၃တန်းခွဲကျော်နေအင်္ဂါနေ့ထွက်ပြေးနေရသလိုပြည်သူ၁၆တန်းကျော်ကလည်းအငတ်ဘေးရင်ဆိုင်နေရတယ်ဆိုတာကို IMM WFP တို့ကအချက်အလက်တွေနဲ့ကိုးကားပြောသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဟာနေရမှာထွက်ပြေးသိမ်းရှောင်နေရသူအရှာတိုက်မှာအများဆုံးနိုင်ငံကြားဖြတ်မှုရေးစေဝါပြဿနာတွေဟာစစ်တပ်အာဏာသိမ်းထားတဲ့ကာလမှာအဆိုးရွားဆုံးဖြစ်တာလို့ပြောဆိုထားဖြစ်ပါတယ်။ ဒါနဲ့စတက်ရွေးကောက်ပွဲဟာအတိကအတိုက်ခံပါတီကြီးတွေမှာပါသလိုတနိုင်ငံလုံးမှာလည်းမလုံနိုင်ပဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Facebook ပေါ်မှာဝေဖန်ရင်တောင်ဖန်ဆီးထောင်ချနေတယ်လို့လည်းပြောဆိုထားပါတယ်။စတက်ရွေးကောက်ပွဲဟာအာနာသိဆုစုကနိုင်ငံကအတိမပြုတ်ချင်လို့စိတ်ကြဖန်တီထားတဲ့လက်စားထားတဲ့ရွေးကောက်ပွဲ Shape Election သာဖြစ်တယ်လို့လည်းပြောဆိုထားဖြစ်ပါတယ်။ စစ်တပ်ကိုကူညီနေတဲ့တရုတ်ရုရှားအိန္ဒိယနိုင်ငံတွေကိုလည်းကိုပြည်သူကိုပြန်တက်နေတဲ့စစ်တပ်ကိုငွေချေနှီးပညာစစ်လက်နဲ့နှီးပညာတွေမပေးဖို့တိုက်တွန်းခဲ့ပါသေးတယ်။ယနေ့ကမ္ဘာပေါ်မှာအကြမ်းအဖက်ဆုပ်စစ်တပ်နဲ့ရင်ဆိုင်ရပေမဲ့မြန်မာပြည်သူတွေကဒီမိုကရေစီအရေးနဲ့ဖက်ဒရယ်အရေးအတွက်ရဲရဲရင်ရင်ခုခံတွန်းလှန်နေတာဟာနယူးဇီလန်ကကူညီဖို့ထိုက်တန်တယ်လို့လည်းပြောကြားခဲ့တာဖြစ်ပါရယ်။နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးကလည်းအာဏာသိမ်းစစ်ကောင်စီကျင်းပဖို့စစ်ဆင်ထားရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိတဲ့အပြင်ရေးချေတည်တံ့တဲ့ငြိမ်းချမ်းရေးရရှိစေမှာမဟုတ်ကြောင်းဒီကနေ့လွတ်တော်မှာပြောကြားခဲ့တာဖြစ်ပါရယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်တွေဟာချွင်ရင်ချက်တွေအပြင်နဲ့မဲဆာရွက်တွေမှာမြန်မာပြည်သူတွေ၆ခန့်အားပေးတဲ့နိုင်ငံရေးပါတီမပါဝင်ကြောင်းနယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးကထောက်ပြထားဖြစ်ပါရယ်စစ်တပ်ရွေးကောက်ပွဲကိုဝေဖန်တဲ့သူကိုလည်းဖိနှိပ်တဲ့ဥပဒေကိုပြဋ္ဌာန်းထားကြောင်းသူကဆက်ပြောဆိုထားဖြစ်ပါရယ်နယူးဇီလန်အစိုးရအနေနဲ့ကိုလတ်တမကလှုပ် ချွေကောင်စီကချမှတ်ထားတဲ့ဆုံးဖြတ်ချက်နေချက်6ကိုအပါအချက်နဲ့အာဆီယံကောင်စီတွေချမှတ်ထားတဲ့တူညီစမ်းသပ်၅ရပ်ကိုလက်တွေ့ကျကျအကောင့်ချဖော်ပြဖို့တောင်းဆိုကြနိုင်ငံချင်းရေးဝန်ကြီးဝစ်စတန်ပီတာကပြောဆိုခဲ့ကြောင်းသိရှိရပါတယ်အနာဒိစကောင်စီကလက်ရှိစစ်ဆင်ထားတဲ့အစီအစဉ်တိုင်းရွေးကောက်ပွဲကိုကျင်းပမယ်ဆိုတာကယုံကြည်နိုင်ဖွယ်မရှိကြောင်းနယူးဇီလန်နိုင်ငံသားယွမ်ကြီးကသတိပေးထားဖြစ်ပါရယ် ဂျပန်မှာလည်းအမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လင်ယာစုတွေကအာနာသိန်းစစ်ကောင်စီတွေရဲ့ရွေးကောက်ပွဲဟာအကျဉ်းရောရွေးကောက်ပွဲဖြစ်ပြီးကုလသမဂ္ဂအာဆီယံအပါအဝင်အင်းဒီချင်းနိုင်ငံတွေနဲ့နိုင်ငံတကာတိုင်ဝမ်ကလက်မခံစက်ကျင်ကြဖို့တိုက်တွန်းထားကြောင်းလည်းသိရှိရပါတယ်။ကြောင်းတက်ဆက်ပေးမှုကိုကျွန်မပဲကြားနာကိုပြောပါရှင်။အပင်တော်စမအတွေ့အချို့ပဲကျဆွတင်ရှိပါတယ်ရှင်။